မြမတော်လှန်ရေးအတွက်အချိန်ဘလောက်ကြံသေးတယ်လဲပေါ့နော်ဆိုတော့တော်လှန်ရေးဆိုတာလေအာကျွန်တော်နားလည်တာတော့ time limit ရှိတယ်ဗျအချိန်ကန့်သတ်ရှိတယ်အဲ့ဒါကိုအချိန်ကန့်သတ်မရှိပဲအဲသွားနေခဲ့တဲ့ကျွန်တော်တို့နိုင်ငံရဲ့နှစ်ပေါင်းမြောက်များစွာတော်တော်ကြီးသွားပြီဒါနိုင်ငံတော်တော်များများမှာဒီတော်လှန်ရေးနဲ့ပတ်သက်ရင်အချိန်ကန့်သတ်တွေရှိတယ်ဆိုလိုချင်တာကတော့စစ်ရေးပေါ့ဗျာစီးရင်နဲ့ပတ်သက်ရင်တော့အချိန်ကန့်သတ်ရှိတယ်နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ဂိုးရှိတယ်ပန်းတိုင်ရှိတယ်ပေါ့ တကယ်ဟောစီရေးဆိုရင်အချိန်ကအကန့်တတ်ဘလောက်မှငါတို့ဘလူလုတ်ပြီးတော့ဘယ်အချိန်အတိုင်းတာလောက်မှအဆုံးတတ်မလဲဆိုတဲ့ဥစ္စာအတိအချာရှိရတယ်ဒါကျွန်တော်အမှန်ပြောပြတာဟောဘူဂျုတ်ထွန်းမြတ်နိုင်ဆိုရင်2025မှာအဲရခိုင်ပြည်နယ်နဲ့ပတ်သက်လို့တို့အပိဒတ်2025မှာအလုံးပြီးဆုံးသွားအောင်တို့ဆောင်ရွက်မယ်လို့ပြောထားတယ်အခု2025အခုမတ်လလောက်မှာကိုတော်တော်ပြီးဆုံးနေပြီ ဒါဟာ time limit ပဲဒါမျိုးကျွန်တော်ပြောပြတာဆိုတော့ American မှာ Afghanistan မှာခံလိုက်ရတာ time limit မရှိဘူးဗျာဒါကျွန်တော်အမှန်ပြောဒါပေမဲ့လစ်ဗျားမှာအပြောင်းလဲရ time limit ရှိရဗျာနော်ဒီ time limit ဒီ time limit ကိုကောင်းကောင်းနားလည်ဖို့လိုတယ်ဗျာဆိုလိုချင်တာ you need to understand about the time limit to any kind of operation you need to understand it. time limit about any kind of operations. Time limit is very important thing. ဆိုတော့ဟိုဒီ time limit ကဘယ်လိုဟို operate operation တွေပဲနဲ့ပတ်သက်လို့ဗောဗျာ။မလူတယောက်တောင်တနေ့၈နိုင်ပဲအလုပ်လုပ်ရမှာဗျာ။မ၈နိုင်ကြော်သွားရင်အလုပ်လုပ်လို့မရဘူး။ဒါ time limit တွေဗောလူတွေရဲ့ရှိနေတဲ့ resource တွေ energy ရှိဓာတ်တွေကိုတိုင်းတာတာဗျာ။ ဆိုတော့တော်လှန်ရေးမှာလည်းဒီလိုအတိုင်းတာတော့ရှိရမယ်အာ6လနဲ့ပြတ်မယ်ဟော sorry အာရက်40ပြည့်ရင်အာပွဲသိမ့်မယ်အာအာ3လပြည့်ရင်အုတ်ထုတ်အပြာတွေဝင်လာမယ်4လပြည့်ဘာဘာမှမဟုတ်ဗဇက်ကနေလိုက်ပြောနေကြတာနော်ဒါလည်းမဟုတ်အခုဒီအာဘူဂျိုကြီးထွန်းမြတ်နိုင်ပြောထားတာရိုးရိုးရှင်းရှင်းလေးပဲ2025မှာကျွန်တော်တို့ရခိုင်ပြည်နယ်တစ်ခုလုံးကိုပြန်လည်ရယူအာနိုင်မယ်ဒါသူ့ရဲ့ time limit 2025ကြော်သွားလို့မရယူနိုင်ဘူးဆိုရင် သူ့ time limit ကြော်သွားပြီဒါကိုကျွန်တော်ပြောတာเนาะဆိုတော့မြမတော်လှန်ရေးတစ်ခုလုံးရဲ့အချိန်ဘလောက်ပဲကြံတော့တလဲလို့ကျွန်တော်ကဒီကောင်းစဉ်တက်ပြီးခဲ့တယ်ကျွန်တော်ကောင်းကောင်းမွန်မွန်ပြောပြတာမြမတော်လှန်ရေးရဲ့အချိန်ကတစ်နှစ်ပဲကြံတော့ဒါကျွန်တော်အမှန်ပြောတာအရင်မြမစစ်အာဏာစယူတဲ့အချိန် စကစကအာနာယူတဲ့အချိန်အာနာသိမ့်တဲ့အချိန်အာနာထိမ့်တဲ့အချိန်မှာ6လပြည့်ရင်တို့ဒီရွေးကောက်ပွဲသွားဖို့လုပ်ပေးမယ်ဆိုတော့ပြောတာတို့ time limit ကိုပြောတာဒါပေမဲ့အဲ့ဒီ time limit မှာတို့မှလုံနိုင်တဲ့အခြေခံအကြောင်းတရားအချက်လက်တွေဘာမှမရှိတဲ့အတွက်တိုးရင်တိုးရင်တိုးရင်အခု၄နှစ်တည်းကိုရောက်လာတယ်ဗျာကျွန်တော်ပြောချင်တာဆိုတော့ ဒီကောင်တွေမှာ time limit မရှိဘူးအာနာရှင်မှာ time limit မရှိဘူးဟုတ်ပြီနော်ပြီးတော့အာနာရှင်မှာအဲ့ဒီ time ပြီကိုသူတဲသွားပေးမဲ့ goal မရှိဘူးပန်းတိုင်မရှိဘူးဒါဟုတ်ကျွန်တော်မှန်မှန်ပြောပြတာအာနာရှင်မှာဇယိတ်လက္ခဏာအဲ့ဒီနှစ်ခုကတော့လုံးဝမြည်လွယ်နော်ရှိနေတယ် time limit မရှိဘူးအချိန်အကန့်တဆိုတာအာနာရှင်မှာမရှိဘူး ီးတော့အာနာရှင်ဟာတိုင်းသူပြည်သားတွေကိုငါဘာလုပ်ပေးလိုက်ရမယ်ဘယ်ပန်းတိုင်ကိုခေါ်ဆောင်သွားပေးရမယ်ဆိုတဲ့ goal အဲ့ဒီ goal တွေမရှိဘူးဆိုတော့ကိုယ်မှရှိတယ်ဆိုရင်ကိုယ်နိုင်မှာပေါ့ဒါဆိုရင်ဘာကြောင့်အချိန်ကတစ်နှစ်ပဲကြံတော့လဲလို့ခင်ဗျားပြောလဲလဲလို့ဆိုရင်အခုစဉ်းစားကြည့်ပါကျွန်တော်ဟိုလူဘိန်းနားလဲအောင်ပြောပြမယ်အာဆီယံနဲ့ကျွန်တော်စပြောမယ်အာဆီယံဆိုတာ အာနာရှိသူအချင်းချင်းပူးပေါင်းဆောင်ရွက်စီးပွားရှာနော်ကွန်ထရိုက်တွေလုပ်စာချုပ်တွေချုပ်ပြီးတော့အဲ့ဒီအာဆီယံဆယ်နိုင်လက်ကန်လုံးကအစိုးရတွေအဲ့ဒီအချိန်မှာအစိုးရဖြစ်တဲ့သူတွေချမ်းသာကြွယ်ဝစီးပွားရှာတဲ့အဖွဲ့ကြီးလို့ခင်ဗျားတို့နားလည်လိုက်ပိုကောင်းတယ်ဗျာကြံတဲ့ပြည်သူအကျိုးတွေဒေသအကျိုးခင်ဗျားတို့လိုက်ပြောနေတာတခູ້မှဖြစ်မလာဘူးတခູ້မှမလာဘူးတခູ້မှမရဘူးခင်ဗျားမလေးရှားမှာဖန်တယ် မြန်မာဘက်ကိုပြန်ပို့တယ်စစ်တပ်တွေရောက်သွားတယ်ထိုင်းမှာဖမ်းတယ်မြန်မာဘက်ကိုပြန်ပို့တယ်စစ်တပ်တွေရောက်သွားတယ်ဟုတ်တယ်မလားအဲ့ဒီမှာတောင်တောင်မိန်းမနဲ့တက်ကြီးရွယ်ဦးခလေးလေးတွေတော့ပဲကြံ့နေကြံ့တဲ့လူတွေအားလုံးစစ်တပ်တွေရောက်သွားတယ်ဒါအာဆီယံရဲ့အပြုမူလေဒါထိုင်းကဒီတိုင်းလုံနေတယ်လေမလေးရှားကဒီတိုင်းလုံတယ်လေဘာလို့အခုဆိုရင်အမေရိကန်ထောက်ပံ့မပေးတော့တဲ့အတွက်ငါတို့ကိုအနောက်ကနေတွန်းအားပေးမဲ့အဖွဲ့အစည်းမရှိတော့တဲ့အတွက်ငါတို့အာဆီယံခေါင်းဆောင်အချင်းချင်း ခက်ရရင်ပြောရင်ဖင်ရဲ့စားဖြူအတူတူလှုပ်လို့ရပြီဆိုတဲ့အခြေအနေမျိုးတော့ရောက်သွားတယ်မလေးရှားမှာအဖမ်းခံရတယ်ထိုင်းမှာအဖမ်းခံနေရတယ်မြန်မာပြည်မှာလူခွင့်ချိုးဖောက်မှုတွေပေါင်းစုံဖြစ်နေတယ်ဒါဒီအားလုံးဟာဒီအာဆီယံအသင်းအဖွဲ့ကြီးကခင်ဗျခေါင်းလေးတစ်ဆက်လောက်ကြိုက်နေများထင်းနေလို့လားဟာသူတို့ပါသူတို့ဖြစ်ကြံအဖြစ်ငါတို့လက်ရှိ ဒီအာဆီယံအဖွဲ့အစည်းအစိုးရအဖွဲ့အစည်းရဲ့အကျိုးစီးပွားငါတို့ရှိနေတဲ့အာနာပိုင်အချင်းချင်းရဲ့အကျိုးစီးပွားဒါအရေးကြီးတယ်ဒါအာဆီယံမဲ့အာဆီယံကိုကျွန်တော်ဝေဖန်လို့ကျွန်တော်ဖန်ခံရတယ်လေထိုင်းမှာ The Constructed Agreement လို့ပြောတယ်ဟုတ်အပြုသဘောဆောင်တယ်ကျွန်တော်မဟုတ် Destructed Agreement ဖြစ်နေတယ်အပြက်သဘောဆောင်တဲ့ဥစ္စာဖြစ်နေတယ် Your policy it is the Destructed Agreement not the Constructed Agreement The Constructed Agreement it's not aiming to that ကျွန်တော်ဒီတိုင်းပြောခဲ့တာဆိုတော့ကျွန်တော်ဖေးကျင်တဲ့ဥစ္စာကဘာလဲဆိုတော့အခု အာဆီယံကိုလည်းခင်ဗျားတို့သွားအားကိုးလို့မရတော့ဆိုတော့တစ်နှစ်ပဲကြံတော့တယ်ဘာကြောင့်တစ်နှစ်ပဲကြံတော့လဲဆိုတော့ကျွန်တော်ဆီးရီးယားကရုရှားဘလူးထွက်ပြေးခဲ့ရတယ်ဆိုတော့ကျွန်တော်တင်ထားတဲ့အပိုင်းနှစ်မှာခင်ဗျားတို့အသေးချာမကြည့်တတ်လို့ ဆိုတော့အာဏာရှင်တွေကကွန်မြူနစ်ကမွေးတဲ့အာဏာရှင်ဒီမိုကရေစီအစိုးရကမွေးတဲ့အာဏာရှင်ဆိုတော့အာဏာရှင်အဲ့နှစ်ခုပဲထွက်တယ်အာဏာရှင်မိုးဘော်ကကြမလာဘူးဗျအမှန်တော့ဒါကျွန်တော်အမှန်ပြောတာနော်အာဏာရှင်ဆိုတော့သူများအမွေးခံရတဲ့ကောင်းတယ်ကိုတိုင်းသူကိုပြည်သားတွေကိုပြန်လဲနှိမ့်ဆက်ရက်ဆက်တပ်ဖြတ်ပြီးတို့ရဲ့အကျိုးစီးပွားနဲ့တို့ရဲ့ဆွေမျိုးညာတိတားသမီးဘိုးစဉ်ပေါင်ဆက်အကျိုးစီးပွားကိုရှာသွားတာအာဏာရှင် ဒါကိုကျွန်တော်အမှန်တိုင်းပြောတာဆိုတော့ကျွန်တော်ကမေးချင်လို့ပါအခုအာဆီယံခင်ဗျားတို့မလေးရှားမှာအဖမ်းခံနေရတဲ့ထိုင်းမှာဟိုတာဖြစ်ဒီတာဖြစ်အောက်ဆုံးတော့ဗမာပြည်ထဲမှာလည်းဖြစ်နေတယ်အာဆီယံဥက္ကဋ္ဌနိုင်ငံတွေကနော်ဘာတန်ထွက်လာလို့လဲလို့ဟုတ်တယ်မလားဟိုတူတို့အစိုးရအချင်းချင်းပူးပေါင်းပြီးအကျိုးစီးပွားရှာတဲ့အဖွဲ့အစည်းလေဗျာ အာဆီယံမှာရှိနေတဲ့အတိုင်းဝန်ပြည်သူတွေအားလုံးရဲ့အကျိုးစီးပွားကိုလုံခြုံရေးကိုလူအခွင့်ရေးကိုဖွံ့ဖြိုးတိုးတက်ရေးရှာနေတဲ့ကောင်တွေတကောင်မှပါဟုတ်ထိုက်စင်လူလေဒီကောင်ကြားအာဆီယံမှာထောက်ဝင်လာပြီပုတ်ခမ်းမယ်ရှယ်ဆော့မှာဒါကျွန်တော်တို့မြင်နေတယ်ကျွန်တော်ဒီကောင်ဖမ်းခဲ့တာလေဒီကောင်မထောင်လဲပို့ခဲ့တာလေထိုင်းမှာ ကျွန်တော်ကိုသိနေတာနော်ခြေကွက်လက်ကွက်တွေကျွန်တော်တို့မြင်နေကြရတာအခုတက်လာတဲ့အန်ယူဂျီတွေဆိုတာဗျာနိုင်ငံရေးမူလာဒန်းလို့ပြောလဲခင်ဗျားတို့ကျွန်တော်မကြိုက်ဘူးဟုတ်ပြီလားဆိုတော့ကျွန်တော်တို့ကဒီတမိုင်းတွေကိုဖျက်ခဲ့ပြီးပြီဗျာဒါကိုကျွန်တော်ပေးနေတယ်မဆက်ခင်ဗျားတို့တစ်နှစ်ပဲကြံတော့တယ်အဲ့တစ်နှစ်ကဘာလဲလို့ကျွန်တော်ပြောတော့မယ်အခုမြန်မာစစ်ကောင်းဆောင်ရှင်းရှင်းလေးပဲနံပါတ်1 မြေပြင်ချိန်မုံကြီး drone အထောက်ပံ့အားလုံးကိုရုရှားယူကရိန်းစစ်အေးသွားတာစစ်ရဆိုင်သွားတာဆိုရင်အဲ့ဒီမှာရှိနေတဲ့ဥစ္စာအားလုံးကိုမြန်မာနိုင်ငံမှာလူကျင်နာအုပ်လာကိုဥစ္စာအားလုံးထိုးကျွေးပြီးရအောင်ယူပြီးခင်ဗျားတို့ချိန်မုံမယ်ရုရှားမလာသေးဘူးနော်မလာသေးဘူးအခုတော့လာတရုတ်ကပေးလိုက်တဲ့ drone ပေါင်း9000 9000အတိအကျတစ်တောင်မပို့ဘူးကျွန်တော်မှစဉ်းရှိတယ်အဲ့ဒီ drone တွေနဲ့ ျွန်တော်ပြောတော့ဟာမင်းတို့ကချင်တွေကိုဒီလိုလှုပ်တော့မယ်ဆိုတော့ကချင်တွေကကျွန်တော်အောက်မှာမင်းစောက်ယူလာတို့မင်းစောက်ပေါ်လာတို့ကျွန်တော်တို့ကနိုင်ငံတကာတည်င်းအချက်လက်တွေကျွန်တော်တို့ရထားတဲ့ထောင်နိုင်ရေးအချက်လက်တွေနဲ့ကျွန်တော်တို့ကပြောတာနော်ခင်ဗျားတို့ထုတ်ပြလိုက်ရင်လေခင်ဗျားထမင်းတော်စားနိုင်မှာမဟုတ်ဘူးတေးတာပက်ပက်ဆက်ဆက်ပဲဘာဖြစ်လို့လဲဒီလားခင်ဗျားတို့မှာ time limit မရှိလို့ เนาะတိုက်လာလာရှူနောင်ချူရောက်တဲ့အချိန်မှာရလိုက်တယ်အဲ့မှာခင်ဗျားတို့စစ်ရှိန်ဥကျိုးသွားပြီကျွန်တော်တို့ကတိုက်လိုက်လစ်ဗျာအဲ့လိုဖြစ်ခဲ့လို့လားတောင်းလျှောက်သွားတာဟုတ်ပြီเนาะဆိုတော့ဒီတစ်နှစ်အတွင်းထဲမှာ तू ကဤပညာနဲ့ရောလက်နဲ့အရာနဲ့ရောတတိုင်းပြည်လုံးကိုရောင်းစားအကျွေးပေးပြီးတည်ဆောက်အကုန်တမဒါပဲကျွန်တော်အဲ့လိုနားလေထားတယ်ဟောခင်ဗျားတို့ကထိုင်းလိမ့်မယ်မရှိဘူးလေ ဟုတ်တယ်မလားဆိုလိုချင်တာစစ်ကိုရေစိန်တိုက်နေတဲ့ကောင်တွေနဲ့တူနေတယ်ဗျာဟုတ်မလားဒါကျွန်တော်အမှန်တိုင်းပဲပြောတာဆိုတော့အဲ့ကချင်မှာမင်းတို့ drone နေနဲ့တမတော့မယ်တမနေပြီပြောတာကိုကျွန်တော်ဝင်လောက်နေဗျာကျွန်တော်ကချင်နဲ့ပတ်သက်ပြီးကျွန်တော်အများကြီးရက်တည်ခဲ့တယ်ကျွန်တော်ပန်ဆယ်လို့လို့မမောင်အေးတို့လို့လဲကျွန်တော်ခင်ဗျားတို့မစော်ကားဘူးဗျာဘယ်တိုင်းရင်သားကူမှကျွန်တော်ဒီ NUG အုပ်စုလို့ကျွန်တော်မစော်ကားခဲ့ဘူးဗျာနော် အဲ့ကျွန်တော်တဲမှာရှိနေတဲ့ဒီကချင်းမှာတောက်လျှောက်ကျွန်တော်ဟိုးတဲ့ကခွန်ကြာတို့စီလဘူးတို့ကျွန်တော်တဲမှာရှိတယ်ဗျသူတို့သိတယ်ဒါကျွန်တော်အမှန်တိုင်းပြောတာနောက်ဆုံးခင်ဗျားတို့ကချင်းစစ်ပွဲတာပင်တာပင်ရေအားလျက်စစ်ဆက်ရုံကစဖြစ်တဲ့စစ်ပွဲအဲ့ဖြစ်တာတော့မှကျွန်တော်ကချင်းနဲ့မြောက်ပိုင်း ABSDF ကိုကျွန်တော်အများကြီးထောက်ခံပေးခဲ့တယ်ဗျဦးသိန်းစိန်လက်ထက်မှာခင်ဗျားတို့မနေ့အစောကြီးမီးလောင်ပုံကျဲတာအစား ဒါတွေကိုကျွန်တော်တို့ကနိုင်ငံတကာသိအောင်ဒီဘက်မှာရှိနေတဲ့အမေရိကန်ခရီးယန်အသင်းချုပ်တွေကိုကျွန်တော်တို့တင်ပြခဲ့တာတွေရှိတယ်ဗျဟိုကျေးဇူးတင်ခံခြင်းလို့ပြောတာမဟုတ်ဘူးဗျခင်ဗျားတို့အန်ဒီရဲ့အတွက်ဒါရှိတယ်လို့ပြောတာလောကကြီးမှာ safety first ဗျအမေရိကန်မှာ safety ပဲခင်ဗျားကရေတောက်တောက်ချီးပါပါသေးပေါက်ပေါက်ခင်ဗျတောက်ရမယ့်ရေခင်ဗျချီးပါရမယ့်နေရာခင်ဗျသေးပေါက်ရမယ့်နေရာအားလုံး safety လို့လဲဗျဒါကိုပြောပြတာ စောက်ကြီးစောက်ကြီးစောက်ပဝင်မြင်လာရွံ့နေဗျာခဏကဘာကောင်ဖြစ်နေမလဲကျွန်တော်တို့ကကြိုးပြောတယ်ဗျာဟုတ်ပလားဆိုတော့အခုဒီတစ်နှစ်အတွင်းထဲမှာ तू အကုန်တီဆောက်မယ် तू အကုန်ချိန်မုံးမယ်ရုရှားမလာသေးဘူးနော်ရုရှားက15နှစ်စာစစ်ပြင်ဆင်ထားတယ်နော်ဆရာတို့မှတ်ထားအခု၄နှစ်လောက်နဲ့ပြတ်သွားရင်ပုံအောနေမယ်လက်နဲ့ပြည့်စီလေဟုတ်ပလားဘာမှတနိုင်ငံနဲ့မဟုတ်ဘူး ဒေတာဘောင်းတို့ရုရှားအကုန်ထိုးချလိုက်တော့စစ်ကြောင့်တိရာတွေအများကြီးရုရှားမှာလဲထိခိုက်မြအများကြီးရအောင်သူပြန်ရှာရမှာလीဗျာဟုတ်တယ်မလားဆိုခင်ဗျားတို့အဲ့ဒီလိုပတ်ဝန်းကျင် geopolitics တွေကိုလည်းစဉ်းစား conditional politics တွေကိုလည်းစဉ်းစားဒါကိုကျွန်တော်ပြောပြဆိုတော့ဒါကျွန်တော်ပြောပြခြင်းနဲ့ခင်ဗျားတို့တစ်နှစ်ပဲကြံတော့တယ်အဲ့ဒီတစ်နှစ်မှာမေအောင်တိုင်ကပြက်တက်နေတဲ့ပြဿနာခင်ဗျားတို့သိလား ရုရှားကလစ်ဗျားနဲ့တဘာဝတန်ငွေရေနံချက်ဆက်ယုံနေအခုခုဗမာပြည်မှာလုတ်တမဲ့ပုံစံမျိုးရုရှားပူပေါင်းဆောင်ရွက်ခဲ့တယ်။ဒါပေမဲ့ဂဒါဖီ ကိုတိုက်ကြတဲ့အချိန်မှာရုရှားကဝင်မရက်တော့တဲ့အတွက်ဝင်မရက်လိုက်တဲ့အတွက်ဂဒါဖီတုတ်ကျသွားတယ်လို့ကျွန်တော်အင်တာဗျူးမှာကျွန်တော်တင်ထားတဲ့အပိုင်းနဲ့မှာပါတယ်။နော်စီးရီးယားကြတော့ तू အဲ့လိုအဖြစ်မခံနိုင်တော့ဘူး။ ူဝင်ရတာဘာကြောင့်လဲဆိုတရားဝင်အစိုးရမို့လို့တဲ့ legitimate government မို့လို့တဲ့ဘာလို့ရွေးကောက်ပွဲလှုပ်ထားလို့အဲ့ဒီရွေးကောက်ပွဲနဲ့အစိုးရဖွဲ့စည်းထားလို့မြန်မာနိုင်ငံမှာခင်ဗျားတို့တရားမျှတခြင်းမျှတမမျှတခြင်းနေအရေးကြီးတာရွေးကောက်ပွဲကျင်းပနိုင်မှုအရန်ရေးကြီးနေတယ်မင်း online ရဲ့အသက်ကယ်တမျှရေးကြီးနေတာရွေးကောက်ပွဲမင်း online ရွေးကောက်ပွဲ ပြီးတာနဲ့မင်း online နဲ့ပူးပေါင်းဆောင်ရွက်မဲ့ရုရှားတို့လိုရုရှားနှုတ်လိုက်နိုင်ငံတွေအများကြီးရှိနေတယ် ဒါကိုကျွန်တော်ပြောပြတာဒါဆိုရင်ဒီအစည်းအဝေးကိုမင်းအောင်လိုင်ရဲ့တက်နေတဲ့ပြဿနာကလဲမြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းဟာမင်းအောင်လိုင်ရဲ့အုပ်ချုပ်မှုဩဇာအောက်မှာမရှိတော့ဘူး30ရာခိုင်လုံးနဲ့ရွေးကောက်ပွဲကျင်းပလို့ ਆ လဲမဖြစ်တော့ဘူးမဖြစ်တော့တဲ့အတွက်အခုရုရှားကိုတွားနေတဲ့အပိုင်းဟာရုရှားကလူကျင်တဲ့လက်နက်တွေအခုယူကရိန်းကိုအကြီးတွေနဲ့ပဲဆော်တော့မယ်ဆိုတော့အသေးလေးတွေပေးပါဆိုတော့တွားနေတဲ့သဘော ရောက်လာလိမ့်မယ်ခင်ဗျားတို့မြင်ရလိမ့်မယ်နော်ဆိုတော့ကျွန်တော်ပေးနေတဲ့ message ဟာခင်ဗျားတို့ရဲ့တော်လှန်ရေးကအခုမင်းအောင်လှိုင်2025မှာရွေးကောက်ပွဲကျင်းပမယ်အခုမကျင်းပဖြစ်တော့သူ30ရာခိုင်နှုန်းပဲသူ့မှာရှိတော့သူကဘလို့ဖြစ်လာလဲဆိုတော့နည်းနည်းလေးထပ်ပူရလာအောင်စစ်စင်ရေးတွေကို तू အကြီးအကျယ်ဤပညာတွေနဲ့လှုပ်ပြီးတော့ ခမားတို့ delay ကောက်ကွေးဖြစ်နေတဲ့အချိန်မှာဝုံတိုင်းထလုပ်မယ်ရွေးကောက်ပွဲပုံစံမျိုးဖြစ်လာလိမ့်မယ်။ဒါကိုကျွန်တော်ပြောတာအရေးကြီးတာသူဟာရွေးကောက်ပွဲနဲ့ပြန်လဲဖွဲ့စည်းတဲ့အစိုးရဖြစ်ဖို့လိုတယ်။အဲ့ဒါဆိုရုရှားဝင်လာမယ်။အာဆတ်လည်းဒီတိုင်းပဲ။အာဆတ်ကရွေးကောက်ပွဲနဲ့သူ့ဘာသာသူလိမ့်လိမ့်မလိမ့်လိမ့်လောက်ထားတဲ့အစိုးရမလို့ရုရှားဝင်တယ်။ရုရှားဒီတိုင်းပြောနေတယ်။နော်ခမားတို့ခမားတို့ဟိုအွန်လိုင်းပေါ်မှာဟိုတကြောင်းကြီးနှစ်ကြောင်းကြီးကိုကဲပေါ်မှာပါလာတဲ့ဥစ္စာတွေခမားတို့ဖတ်ခမားတို့ဖြစ်နေတာ။ အနောက်က behind the state ကိုခင်ဗျားတို့မသိဘူးဖြစ်နေဆိုတော့ရှင်းရှင်းပြောရင်ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောလိုက်မယ်ပူတင်နဲ့မင်းအောင်လှိုင်တို့ပြောတဲ့အထဲထဲမှာနောက်တစ်ကြိမ်ထပ်ပြီးတော့သူ့လူကိုလူထပ်ပြီးတော့ဒီမြန်မာနိုင်ငံကိုရုရှားတိုက်ရိုက်အကူအညီပေးရေးမှာမင်းအောင်လှိုင်ဟာတရားဝင်အစိုးရမဖြစ်တဲ့အတွက် တရားဝင်အောင်ဘယ်အချိန်မှလုတ်ပေးနိုင်မလဲဆိုတာကိုနောက်ဆုံးဆွေးနွေးပြီးတော့မှဘယ်လာတော့ကိုထွက်သွားတာ ကျွန်တော်တို့တစ်နှစ်လောက်အတွင်းထဲမှာအာလုံလုတ်ပေးနိုင်မယ်လို့ပြောပြီးဘယ်လရော့မှာဒီစကားကိုထုတ်ပြောတာ2026အတွင်းထဲမှာရွေးကောက်ပွဲလုပ်မယ်ဆိုပူတင်ကိုလူရှိသိရှင်ကြားကိုမပြောခဲ့ပေမဲ့ behind the state မှာဆွေးနွေးတဲ့အချိန်မှာပြောခဲ့တယ်ဆိုတာကိုဒါသိအောင်ကျွန်တော်ပြောပြတာဟုတ်ပလားအဲ့တော့မှရုရှားဒါ legitimate အစိုးရဒါရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရငါအကုန်ဘုံကျဲမယ်စီးရီးယားကိုလုတ်တယ်လို့လေအကုန်မိရှုမယ်အကုန်ပြချမယ် အဲ့ဒီလိုဖြစ်သွားနိုင်တယ်လို့အခုလဲတော်တော်ကြီးကိုစုပ်ပြတ်မွေးတည်ပြကြနေပါပြီဒါကြောင့်ကျွန်တော်တို့ပြောချင်နေတာကဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့အပြတ်ဖြတ်နိုင်ဖြတ်စီးရီးယားတော်လန်ကြီးဟာနှစ်ပတ်ကျော်ကျော်15ရက်16ရက်နဲ့ပြတ်တယ်ဗျာနော်အခုကမပြတ်ဘူးဆိုတာခင်ဗျားတို့တိုင်းလစ်မစ်ထားပြီးတော့ဒီဒီပြန်ခေါ်ဖို့လိုပြီဟုတ်ပြီလား နော် NUG ဒီတင်းကိုခင်ဗျားတို့စိတ်မကူးနဲ့ NUG မှာရှိနေတာဖားတဲ့ရဲ့ဖားကောင်းရဲ့တောင်းသားရဲ့အောင်ကြည်ညွန့်တော်မှအမေရိကန်ဖူစတန်ရှောက်စားတယ်ပြောပြနေတယ်အောင်ကြည်ညွန့်ထမင်းစားနေတာကျွန်တော်တို့ရဲ့ test တွေနဲ့စားနေတာဟမ်ခွေးမသားအောင်ကြည်ညွန့်ကိုပြောပြလိုက်ဖူစတန်နေအမေရိကန်ရဲ့ဆေးကုတက်ကွင်းနေကျွန်တော်တို့ test ပေးနေရတာဟမ်ခွေးမသားတွေနော်အမေရိကန်မှာ ြောတော့အန်ယူဂျီရဲ့ဖွဲ့ထားတဲ့လူမှုကူညီရေးအသင်း 501c3 မှတ်ပုံတင်ထားတယ်။ဟုတ်မလား။ကျော်သူအဆင်းတော့မရှိဘူး။ခင်ဗျားတို့ဒါကျွန်တော်ပွင့်လင်းပြောတာ။ဟုတ်စောက်ယူမမတက်ကြနဲ့တော့။ခင်ဗျားတို့တိုက်နေတဲ့တိုင်းရင်းသားတွေတိုက်နေတဲ့ PDF တွေအကုန်လုံးတစည်းတစ်လုံးနဲ့ဒီရင်းပြန်ခေါ်ဖို့လိုတယ်။ဒါကိုပြောတာ။စေတနာတသောသောနဲ့ပြောတာ။အိမ်ဝဲချမ်းဝဲဆိုင်ဆောင် ဟုတ်ပြီလားကုမ္ပဏီတွေဖွင့်နေတဲ့ကောင်ကခင်ဗျားတို့အကျိုးစီးပွားကိုလာမလုပ်ဘူးမယူကြနဲ့လို့ပြောနေတယ်ဒါကျွန်တော်ပြောပြတာနော်ခင်ဗျားတို့ဒီတစ်နှစ်အတွင်းထဲမှာခင်ဗျားတို့ဘလောက်စီးလုံးနိုင်မလဲတိုင်းရင်းသားတွေအားလုံး TNL နဲ့ပတ်သက်လို့လည်းပြောဦးမယ်တာဖုံးကျော်မင်းတို့တိတ်များတယ်မင်းတို့လူရောက်မာတွေဆိုတာတနိုင်ကြလုံးတကဘာလုံးမြင်လာတော့မယ်မင်းတို့ မင်းတို့တိတ်များတယ်စောက်စီကန်ကလနာဘာမှမရှိဘူးဟုတ်ပြီလားမင်းတို့အာနာရှင်ကိုတိုက်တာမဟုတ်ဘူးမင်းတို့ကိုယ်ပိုင်အခွင့်အရေးကိုရှာပြီးတော့မင်းတို့ကြံတဲ့လူတွေကိုအတုံးချခဲ့တဲ့လူရုပ်မာတွေဖြစ်တော့မယ်မင်းတို့ဟုတ်ပြီလားတာဖုံးကြော်ခွေးမာသာခွေးမာသာအဆင့်လောက်ရှိတဲ့ကောင်တွေပါစောက်အောင်နှောက်ပါမှမရှိဘူးစောက်စီကန်ပါမှမရှိဘူး 上县嘞没修，看快马达，还老打碰角啊没有？快马达路标嘞，对了娘心眼连挂，上县的偏那么修，啊？那看哎呀，中八万弄的，快马达，民主路上车啊娘挂。 ီဘိုင်းကိုဖြတ်မယ်ရုရှားဝင်လာလို့ခင်ဗျားတို့ဘာရမှာဒီဘိုင်းကိုသွားမယ်ဘာမြောင်မြောင်လေတူတာခေါ်လာရုရှားနဲ့ချုပ်တဲ့စာချုပ်အားလုံးတူတာရဲ့ company အောက်ကနေဗမာပြည်ပြန်လာပြီးတော့ခရိုနီခရိုပြဟိုရုပ်ရှင်မင်းသမီးဘာကောင် ဘာလဲဟိုဟိုတောင်ကြီးကកောင်မဘယ်သူသူ့နာမည်တော်မေးနေဟိုဆိုင်ဆိုင်ခန်းလိုက်ရဲ့ရီစာဟောင်းလားဘာလဲမသိဘူးအဲ့ဒီកောင်နေအကျန်တဲ့ခရိုနီတွေပေါ့လေအဲ့ဒီកောင်မဘာလဲဒီកောင်နာမည်ငါတို့ကလည်းအဲ့အဲ့လိုတွေတိတ်စိတ်ဝင်စားတော့ကွာငါတို့မြင်းညာတည်နေငါတို့ရထားတဲ့အချက်လက်တွေရတော့ပြောတယ်ကွာဟုတ်လားအမိုးဆက်ဝိုင်းရဲ့အကိုအရင်နေရွှေသွေးအောင်ရဲ့ကီပင်းလို့လို့ဘာလို့လို့ညာလို့လို့ဖြစ်တဲ့កောင်မှာ ငါဆောင်းပါရေးလိုက်တယ်မြမပီကမာဖီးယားနဲ့သူဤနောက်လိုက်များဆိုတဲ့ဆောင်းပါမင်းတို့ကိုခဲမှာပြန်ရှာစောက်ချက်တွေကွဲသွားတာဟုတ်ပလားဆိုတော့ပေးချင်တဲ့မက်ဆေ့ကမင်းအောင်လိုက်ရသူ့တားကိုသူ ခေါ်သွားတာမင်းတို့ဗမာပြည်ကိုစားပြုလက်မှတ်ထိုးနေတာမဟုတ်ဘူးဟုတ်ပလားရုရှားလီဗျားမှာလည်းဒီတိုင်းပဲလုပ်တယ်စီးရီးယားမှာလည်းဒီတိုင်းပဲလုပ်တယ်အာဖရိကမှာလည်းဒီတိုင်းပဲလုပ်တယ် ဟုတ်ဗလားเนาะမင်းတို့ပြောတဲ့ဒီ new ဟိုဘာလဲလျှက်စစ်ဓာတ်ပေါင်းမှု decentric ကြောင်းနေနေပေါ့ကွာဟုတ်လား nuclear centric ကြောင်းနေနေထွက်လာတဲ့ဥစ္စာတွေနဲ့လျှက်စစ်ပေးမယ် okay မင်းတို့အလကားရမယ်များထင်နေလို့လားအဲ့ဒီကကြာတဲ့တန်ဖိုးကအခုလက်ရှိရှိနေတဲ့အခြေအနေနဲ့ရောဘယ်လောက်ရှိနေမှာလဲဟုတ်ပြီရုရှားကအဲ့ဒါနားဆောက်တာဒီတည့်ရတဲ့ပြီးမယ်များထင်နေတစ်နှစ်တည်းပြီးမယ်များထင်နေလား ပြီးတော့အဲ့ဒါတခုခုဖြစ်ရင်မင်းတို့ ਨੇ ဘေးပဝန်းကျင်နိုင်ငံကရောဒါကြီးကိုအဆင်ပြေပါမလားဟုတ်မလားဆိုလိုချင်တာကအားလုံးကမိဖက်ရံဘက်ကွဲနေတာပဲမင်းအောင်လိုက်ကချက်ချင်းအနာထသိမ့်နေချက်ချင်းအနာတွေယူပြီးလှုပ်ချင်ရလှုပ်တယ်လှုပ်ချင်ရလှုပ်တော့မိဖက်ရံဘက်ကွဲသွားတယ်သူ ਨੇ မိဖက်ဖြစ်မဲ့လူတွေ ਨੇ သူပေါင်းတယ် ူ့အကျိုးစီးပွားသူလုပ်တယ်မင်းတို့အကျိုးစီးပွားမပဘူးမင်းတို့တော့ပြောပြီးကျွန်တော်တို့လုံခြုံရေးဘယ်သူမှပေးနိုင်ဘူးကိုလုံခြုံရေးကိုဗီယူဆိုင် ပြောပြီးလေဟုတ်တယ်မလားအဲဇော်မင်းထုံးကိုတိုင်ပြောတာလေငါထွင်ပြောတဲ့စကားလုံးလည်းမဟုတ်ဘူးလေဆိုတော့အခုရုရှားလာလဲမင်းတို့လုံခြုံရေးမင်းတို့ဂူယူဆိုင်တို့စီးပွားရေးတို့လုပ်တာဒါပဲဟုတ်တယ်မလားဆိုတော့ကျွန်တော်တို့ပြောချင်မြန်မာနိုင်ငံကမီဂါဝ၄တောင်၄၀၀လို့တယ်မြန်မာနိုင်ငံနေ့စဉ်နှီးမပြတ်ပဲလေပတ်ဖို့ မိဂါဝ4000နဲ့400အခုရုရှားလာလုံးမဲ့ဥစ္စာတမျိုးတရွာလောက်ပဲလင်းမှာပြီးတော့ရုရှား project တွေလောက်ပဲလင်းမှာရုရှားရေနံတူးမဲ့ gas တူးမဲ့အဲ့ဒီမှာစက်ရုံဆောက်မဲ့တန့်စင်မဲ့အဲ့ဒီဘေးပဝန်းကျင်နိုင်ငံကိုရောင်းချမဲ့ရုရှားနဲ့ပေါင်းထားတဲ့ main online သား company ရဲ့အောက်ကအခြား sub contractor တွေထပ်ပြီးတော့ဆွဲယူ main online သားအိတ်နေလိုက်ရုံပဲမေလိုက်သားဆိုမဟုတ်ပါဘူးကွာမေအောင်လိုက်ဘာသားမှလည်းမမွေးဘူးဟိုအီချာကွေးရောက်တဲ့တရုတ်ကြီးရဲ့သား မင်းတို့နိုင်ငံကအဲ့လိုဖြစ်နေတာအာနာရှင်တယောက်ကခွေးတကောင်ဒေါ်စုလက်ထက်မှာလည်းဒီလိုပဲအဲ့ခွေးလေးကိုပဲမင်းတို့ပြဿနာတက်နေဟုတ်မင်းအောင်လည်းလက်ထက်မှာလည်းခွေးတကောင်နဲ့တက်အောင်မယ်မင်းတို့ဟုတ်လားဒေါ်စုလက်ထက်မှာလည်းအဲ့ခွေးတကောင်ဒါဒီဒီခွေးနမယ်တော့ငါမေ့နေတယ်ကွာငါအစ်စ်လည်းစိတ်ဝင်စားလို့ဒါမင်းတို့ယောဂထားနေတယ်ကွာမင်းတို့ရဲ့ Facebook တွေပေါ့ဆိုတလိမ့်ဆန်ပုံနဲ့လူပုံအဝေးကြီးပဲစေတနာထားပါရပါတယ်ချစ်ပါရပါတယ်မေတ္တာထားပါရပါတယ် ဒါပေမဲ့မင်းတို့ကနည်းနည်းများတယ်ကွာမင်းတို့ညီပိန်းနေလေနည်းနည်းများတယ်နော်ရှော့လိုက်မင်းတို့နော်စစ်လိုက်ဆိုင်ပုံနဲ့လူပုံနဲ့ရောနေတဲ့အတွက်နော်အဲ့ဒါတော့ငါနားလေဟုတ်လားအော်လူကတိလိဆန်စိတ်ပေါက်သွားရင်ယုံဖို့အရန်ကောင်းတယ်တိလိဆန်ကလိမ်မာသွားရင်အရန်ချစ်ဖို့ကောင်းတယ်ဒီနှစ်ခုပဲကွဲတယ်ဟုတ်လားဒါပေမဲ့ဉာဏ်ရည်ချင်း creative လောက်တဲ့ညာချင်း creative activity thinking တွေပေါ့ကွာ conceptual thinking တွေကြောင့်တိလိဆန်အားနေတယ် ဒါကိုပြောတာဆိုရုရှားတူလာလောက်တာမင်းတို့အကျိုးစီးပွားဘာမှမပါဘူးဒါမင်းတို့အားလုံးဘုံကျဲပြီးမှသူလုံးမှာဟာသူလုံးလုံးရင်အရေးကြီးတယ်တရုတ်ကအဲ့ဒါတိသွားပြီလေတရုတ်တိသွားပြီသူလုံးလုံးရင်မရှိဘူးတရုတ်ပြောလုံးကြုံကြီးလုံးကြုံကြီးတူတူကြိုးစီဝါတူကြိုးစီဝါပြောရင်ပြောရင်လည်းအခုသူမောလာတယ်မောလာသူ TNL ကိုဆွဲထားတယ်သူ MND ကိုဆွဲစားတယ်သူကြိုးစီဝါလို့ဘူးလေဟုတ်တယ်မလား ဆိုတော့ရုရှားလည်းဒီတိုင်းပဲလို့သွားတာတော့မှခမားတို့မြင်သာထင်အောင်ပြောမင်းအောင်လည်းကသူ့သားပါခေါ်သွားပြီးတော့လုတ်တမြကွန်ပဏီလုတ်တမြလုပ်ငန်းအားလုံးကိုအီကြာကွေးကြော်ရောင်းတဲ့တရုတ်ရဲ့သားအခုမင်းအောင်လည်းငွေစားထားတဲ့ကောင်အဲ့ဒီကောင်ပေးတဲ့ contract ကိုခမားတို့ပမာပြခရိုနီလာခရိုဒေါ်စုလက်ချက်တော့တိုက်ကွန်လို့ခေါ်ခိုင်းတာပေါ့လေမာရုနဲ့တော့ရန်ဖြစ်ကြရသေးတယ်ကွာဟုတ်လားဆိုတော့ထားလိုက်တော့ဆိုတော့ ရုရှားဝင်လာတာဒါပဲရှိတယ်လို့ပြောကျင်တာနောက်တစ်ချက်ခင်ဗျားကဘာတွေအကြံပြုမလဲပေါ့ဟာကျွန်တော်အကြံပြုတာကရိုးရှင်းရှင်းလေးမြန်မာနိုင်ငံကဦးနုဘိုးချုပ်အောင်ဆန်းလက်ထက်မတိုင်ခင်မင်းတို့မင်းလက်ထက်တည်းကအရန်ထူကြတဲ့အချက်တခုပြောပြမြန်မာနိုင်ငံမှာ constitution ရာဇဓမ္မတင်ခါကြံရောမင်းကြီးဥဖို့လိုက်ရေးတယ်။သွားဖတ်ကြည့်ကြပါဦး။ နော်ဟိုပန်းဆယ်လူတို့မောင်မောင်အေးတို့ဟိုခွေးတခိုးတွေအောက်တန်းစားတွေဖာတဲ့တွေဖာကောင်းတွေရင်းနေတာတွေခင်ဗျားတို့ပတ်ပြီးတော့ခင်ဗျားတို့ဘာမှလည်းတက်မလာဖတ်ကြည့်ပါရောမင်းကြီးဥဖို့လိုက်ရေးတာတို့ဟုတ်လားရာဇဓမ္မတင်ဟအကျမ်းတို့အဲ့ဒါဟာ constitution ပဲမြန်မာနိုင်ငံပထမဆုံး constitution ပဲဒါပေမဲ့ constitution အားလုံးဟာအခြေခံဥပဒေအားလုံးဟာမြန်မာနိုင်ငံမှာတွေးချောင်းစီပြီးပြည့်စည်ခဲ့တာ ဒါပေမဲ့အဲ့ဒီအခြေခံဥပဒေနဲ့လှုပ်ရှားကြတာဟုတ်မလားရောမင်းကြီးဥပိုလိုင်းရေးခဲ့တယ်ဂျပန်လာတော့လေဂျပန်ကွန်စတီကျူရှင်းရယ်ဒီပါလာတယ်အင်္ဂလိပ်လာတော့လေအင်္ဂလိပ်ကကွန်စတီကျူရှင်းပေါင်းစုံနဲ့ဟုတ်မလားတခါဘူအောင်ဆန်းတို့လွတ်လပ်ရေးယူမယ်ဆိုတော့လေ50ခွန်ကွန်စတီကျူရှင်း60ညမှာအာဏာသိမ်းတယ်ရောမင်းကြီးဥပိုလိုင်းဥပိုလိုင်းရဲ့ရာဇဓမ္မသင်္ဃာကျန်ကွန်စတီကျူရှင်းဟာ နော်နန်းတွင်းအေးတော်ဘုံမြင်ခွင်းမြင်းကုန်တိုင်းအေးတော်ဘုံနေနဲ့သွေးချောင်းစီခေါင်းတွေဖြတ်လူတွေတက်ပြီးတော့ပြက်စီးသွားတာလေဂျပန်ကွန်စတီကျူရှင်းကရောအင်္ဂလိပ်တွေပြန်လာတဲ့အချိန်မဟာမိတ်တွေပြန်တိုက်တဲ့အချိန်မှာပြက်စီးတာပဲသွေးချောင်းစီပြီးအင်္ဂလိပ်ကွန်စတီကျူရှင်းကရောအင်္ဂလိပ်ကိုပြန်တိုက်နေရင်ကနေသွေးချောင်းစီပြီးအင်္ဂလိပ်လည်းနောက်ဆုံးငါတို့အုံချုံနေတော့ပါဘူးကွာမင်းတို့ကောင်တွေစောက်ပိန်းနေဆိုပြီးတော့ထွက်သွားတာသွေးချောင်းစီခဲ့တာပဲ လေးဆက်ခွန်ကော်စီတူရှင်းကို60နှစ်အာဏာသိမ်းပြီးတော့တွေးချောင်းစီးသွားတာပဲ94ကော်စီတူရှင်းကို88အာဏာသိမ်းပြီးတွေးချောင်းစီးခဲ့တာပဲ2008ကော်စီတူရှင်းဟာအခုတွေးချောင်းစီးနေပြီဒါပေမဲ့စစ်တပ်ကမင်းတို့တွေးစီးစီးမစီးစီးလောက်ကြမယ်မင်းတို့ကွန်စတီကျူရှင်တစ်ခုတည်းနဲ့လောက်စားနေတာကမ္ဘာမှာ ရွရွရှင်ရှင်ဒါဆိုရင်မင်းတို့ကဘာရှိတယ်လဲဒါကိုပြောတာဘာရှိတယ်လဲတရားဝင်နိုင်ငံတကာအသိမှတ်ပြအောင်ပြကြလေအခုမင်းတို့တရားမှာတင်တာမင်းတို့ referendum ခေါ်လေကြရပြည်နယ် constitution referendum ခေါ်လေရခိုင်ပြည်နယ် constitution referendum ခေါ်လိုက်လေကွာဒီလိုလှုပ်ဆန်းပါပြက်ပြက်သားသားတနတ်အကြာကြီးလူမိုက်တွေလူဆိုးတွေဖြစ်လာတယ် တစ်ဖက်ကဥပဒေပါခင်းချပြရတယ်ဒါကိုအကြံပြုတာပါအခုကဘယ်ကောင်ကဘယ်ဥပဒေရှိနေမှငါတို့လည်းမသိဘူးငါတို့အမေရိကန်ဆိုရလဲမေးတယ်ကွာသူတို့ရဲ့ဒီတန်ဒရာဥပဒေဗမာလဲဗမာလဲပေပါဝဘယ်သူကအပရုလောက်ထားလဲဘယ်အချိန်မှာအပရုလောက်တာလဲဘယ်လိုပုံစံနဲ့အပရုလောက်တာလဲငါ့ကိုမေးတယ်ကွာငါယုံမှာငါမထင်နိုင်ဘူးဟုတ်မလား ငါပြောပြီးတော်လိုင်းရေးသမားဆိုတာထဲထိုးတာနိုင်ငံရေးသမားဆိုတာစိုက်ပြိုးတာထဲထိုးတဲ့သူထိုးပြီးစိုက်ပြိုးတဲ့သူစိုက်ပြိုးဘာလို့ပဲအကြံပေးရင်ကိုရှယ်လေးရဲ့လိုက်ရှုဒီနေရာမှာရက်မယ်ဗျာတာလီစွားပါမင်္ဂလာပါမငေးတော့အောင်မိုက်ဆုံခါပါခင်ဗျာကျန်တဲ့ဘာသာစကားရက်အားလုံးကိုလည်းမင်္ဂလာပါခင်ဗျာကိုရှယ်လေးပါ